ဲ့ကိုဆိုင်နဲ့ကတော့ပုံလေးတွေအဲ့ဒါအရင်ဆုံးအတင်လိုက်တာပေါ့နော်အပရိသတ်တွေရဲ့ဒီ feedback လေးတွေလိုချင်လို့ပေါ့ဒီကတော့အရှိမာဟိုလာတော့ကျင်ပေါ်မှာတော့ကိုဆိုင်နဲ့ဟိုလာနေကမစုံလိုက်ဘူးပေါ့နော်မစုံလိုက်ဘူးတကန့်စီပေါ့တက်တက်စီဆိုတော့အဲဒီအညိုးဆက်လက်တွေမှာတော့ဟိုလာတော့နှစ်ယောက်က အိမ်အောင်ဘက်လောက်ရမယ်ဆိုတော့နည်းနည်းလေးစိုးရိမ်မှုတော့ရှိခဲ့တယ်ဒါပေမဲ့ပုံလေးတင်ပြီးတော့ပရိသတ် feedback လေးတစ်ချက်ကြည့်ကြည့်တော့ပရိသတ်တွေကသဘောကျကြများတယ်ပေါ့နော်ကြိုက်ကြများတယ်ကောင်းတဲ့ဘက်ကတွေ့ကြများတယ်ဆိုတော့အခုရိုက်နေတဲ့ကားလေးကကိုဆိုင်နဲ့ဟိုလာနေရအရင်ချစ်ကြတဲ့အိမ်အောင်ဘက်ပေါ့နော်နောက်ကိုဆိုင်ကဒီကိုယ့်ရဲ့အမျိုးသမီးပေါ်ကို ကောင်းွယ်ပေးတဲ့ယောက်ျားကောင်းတယောက်အနေနဲ့ပေါ့နော်နာမည်ကဥကောင်းဆိုတော့ကောင်းမကောင်းကြည့်လိုက်တော့ဥကောင်းအနေနဲ့ပေါ့နော်မိမကဘလို့နည်းနည်းအများနဲ့ကောင်းွယ်ပေးတတ်တယ်မမမရက်တိပေးတတ်တဲ့ဒီယောက်ျားတထေးတယောက်အနေနဲ့တွေ့ရမှာဆိုတော့ပရိသတ်တွေကလစ်ကလစ်နဲ့အဲအဲ့လိုကြည့်ရအောင်ပါပါရိုးတဲ့ခံနေလည်းအများကြီးပါပါတယ်ဟုတ်ခုပဲကြည့်နေတယ်တုံးလို့ပါမဆွဲနောက်တော့ကျွန်တော်တို့တညအောင်ဒီကိုကျွန်တော်ငိုနေတော့အမအင်း ဇိုင်းဆိုရဲဆိုရဲဆိုပြီးတော့နော်ကိုယ်ကိုထွက်လာအကြံရင်မဟုတ်တော့ကိုဆိုင်ကကြံရင်မဖြစ်တော့ဘဲနဲ့လက်ဦးမှုရရယူလိုက်တာမကြံရင်အောင်အဲအဲ့လိုမျိုးကနည်းနည်းဟိုအဲဟိုကိုယ်ပေါ်တော့ကောင်းမယ်နည်းနည်းတော့အဲဆိုးတဲ့ကြံတဲ့ပိုင်းလေးသူ့မှာပါပါတယ်အဲ့လို ကဲပါရှင်အားလုံးမင်္ဂလာပါအာဟုတ်ဒီနေ့ကတော့လိုင်လီရဲ့မိုးရတီထူဇေယောင်းပွဲတော်ကိုလာရောက်နေဖြစ်ပါတယ်လိုင်လီနဲ့ကတော့အလုပ်လက်တွဲလုပ်ချင်တာကြာပြီပေါ့နော်တူဘက်ကလည်းအမြဲတမ်းအရင်နှစ်တည်တည်းကဆက်သွယ်တယ်ပေါ့ဒါမဲ့အเจ้าမျိုးကြောင့်မလုပ်ဖြစ်ဘူးဒါမဲ့အခုလိုင်လီကမန်လေးမှာနေမဟုတ်ပဲနဲ့ပေါ့နော်အခုရန်ကုန်မြို့မှာပါဆိုင်ခွဲနံပါတ်2ကိုဖွင့်လှစ်ထားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရန်ကုန်မှာလိုင်လီနဲ့လာဆောင်တာပေါ့နော်ဒီနေ့အရန်ပြော့ပါတယ်ကတ်ဆမ်မိုင်လည်းလာဝယ်ကြတယ်ပြော့ဒီက TikTok လေး ေးပေါ့နော်ဟိုလာမဆော့ဘူးတည့်ရတက်တော်လေးဆော့ရဲဆိုတော့လိုင်းလေးနဲ့တကယ်ပြောပါရရှင်ဟုတ် လက်တလောအနုညာလှရှာမှုအနေနဲ့ကတော့ဝီလာကအဒီအညိုးဆိုတဲ့ရုပ်တန်ဇလန်တွေကိုလက်ရှိရိုက်ကူးနေပါတယ်မကြခင်လေရိုက်ကူးလို့ပြီးပါတော့မယ်ပြီးတော့အခုကြော်ညာလေးတွေအဒလိတလေသီးစက်ပြာတို့နောက်မစ်ကောင်းရှော့ရီတို့အပင်ဒီပေါ့ချွေရီတို့အဲ့ကြော်ညာလေးလည်းလက်ခံရိုက်ကူးထားပါတယ်ဟုတ်ဝေးဟမ်ကိုယ်အဲ့လိုအိမ်ပုံလားအဲ့ဇာတ် လုံးလုံးလုံးလက်တယ်ပေါ့ကိုရွှေရှော့တော့တယ်အော်ဟုတ်ကဲ့ကိုဆိုင်နဲ့ကတော့ပုံလေးတွေအဲ့ဒါအရင်ဆုံးအဲတင်လိုက်တာပေါ့နော်ပရိသတ်တွေရဲ့ဒီ feedback လေးတွေလိုချင်လို့ပေါ့ဒီကတော့အရှိမာဟိုလာတော့ကျင်းပေါ်မှာတော့ကိုဆိုင်နဲ့ဟိုလာနေကမစုံလိုက်ဘူးပေါ့နော်မစုံလိုက်ဘူးတကန့်စီပေါ့တသက်စီဆိုတော့အဲဒီအညိုးဆက်လန်တွေမှာတော့ဟိုလာတို့နှစ်ယောက်က အိမ်အောင်ဘက်အလောက်ရမယ်ဆိုတော့နည်းနည်းလေးစိုးရိမ်မှုတော့ရှိခဲ့တယ်ဒါပေမဲ့ပုံလေးတင်ပြီးတော့ပရိသတ် feedback လေးတစ်ဆက်ကြည့်ကြည့်တော့ပရိသတ်တွေကသဘောကျကြများတယ်ပေါ့နော်ကြိုက်ကြများတယ်ကောင်းတဲ့ဘက်ကတွေးကြများတယ်ဆိုတော့အခုရိုက်နေတဲ့ကားလေးကကိုဆိုင်နဲ့ဟိုလာနေရအရင်ချက်ကြတဲ့အိမ်အောင်ဘက်ပေါ့နော်နောက်ကိုဆိုင်ရဒီကိုယ့်ရဲ့အမျိုးသမီးပေါ်ကို ကောင်းကွယ်ပေးတဲ့ယောက်ျားကောင်းတယောက်အနေနဲ့ပေါ့နော်နာမည်ကဥကောင်းဆိုတော့ကောင်းမကောင်းကြည့်လိုက်တော့ဥကောင်းအနေနဲ့ပေါ့နော်မိမကဘလို့နေနေအများနဲ့ကောင်းကွယ်ပေးတတ်တယ်မမမရက်တီပေးတတ်တဲ့ဒီယောက်ျားတစ်ထေးတယောက်အနေနဲ့တွေ့ရမှာဆိုတော့ပရိသတ်တွေကလစ်ကလစ်နဲ့အဲအဲ့လိုကြည့်ရအောင်ပါပါရိုးတဲ့ခံနေလည်းအများကြီးပါပါတယ်ဟုတ်ခုဝေးကြည့်နေတယ်ဒုံလေးပါလို့ဆွဲနော်တို့ကြောင့်ခုလို့တညအောင်ဒီကိုခဏငိုလင်းတော့အမအင်း ဒီဇိုင်းဆွဲရဆွဲပြီးတော့เนาะကိုယ်ပုံထွက်လာအော်အစတော့ကလည်းနည်းနည်းတော့စိမ့်နေပြီမြဲနောက်ပိုင်းကျတော့ခင်သွားတဲ့ခါကျတော့အဆင်ပြေပါတယ်ဟုတ်ပြီးတော့အဲ့လို main ကို main မှာမမမမအရှိကနေရက်တိပေးတက်တဲ့အဲဒီရုပ်ကြားလေးဇယုတ်ဆိုတော့လေပြိတ္တတွေအနေနဲ့ထပ်ပြီးတော့မှအသေးရအောင်ကြည့်ရအောင်ပါရင် ကားတွေလိုကြံရစ်မဖြစ်တော့ပါဘူးကိုဆိုင်ကအကြံရင်မဟုတ်တော့ကိုဆိုင်ကကြံရင်မဖြစ်တော့ပဲနဲ့လက်ဦးမှုရရယူလိုက်တာမကြံရအောင်အဲအဲ့လိုမျိုးကနည်းနည်းဟိုအဲဟို ကို့ဘော်တော့ကောင်းမယ်နည်းနည်းတော့အဲဆိုးဆိုးတဲ့ကြက်နဲ့ပိုင်းလေးသူ့မှာပါပါတယ်အလိုဟိုလက်ကာရိုက်တာလေးကတော့ဟိုပါပေါ့နော်ဟိုလားစိတ်ထားကောင်းတယ်အဲ့လိုမျိုးနမယ်နမယ်လေးကစိတ်ထားမြတ်ဆိုတော့လေဒါဆိုင်ရှင်မကြီးဒီရှင်မရေပေါ့နော်ဆိုင်ရှင်မရှင်မရေပန်းနွေကရမထုကိုပြန်ပြီးတော့ရိုက်ကူးတာပေါ့နော်ရိုက်ကူးတာဆိုတော့ဝတ္ထုအနေနဲ့လဲပြိတ္တတိပိတာစိုက်တပိတာဇကာလေးပါဝတ္ထုလေးပါအဲ့ဒါကိုလာတော့အခုစီရိပြန်တာမဟာနဲ့ပေါ့နော်ဒီထဲမှာတော့ဟိုလား အာဟိုလာဘယ်လိုပြောမလဲစိတ်ထားကောင်းပြီးတော့အမှန်တရားတိုင်းနေတက်တဲ့ကောင်းမလေးတယောက်အနေနဲ့ပေါ့နော်ပါပါတယ်မမမေလေးနဲ့ပေါ့မမမေလေးကတော့ညို့ဟိုလာစိတ်ထားမြတ်ပါဟုတ်အမ်ပျော်ပါတယ်ပရိသတ်တွေကစိတ်ဝင်စားနေရေပေါ့နော်ပြီးတော့ဝေလာနဲ့မမမေလေးနဲ့ဆိုရင်ရုပ်ရှင်ကားကြီးတွေပဲစုံပြီးတော့ series အနေနဲ့စုံတာမရှိသေးဘူးအခုဒီကားမှာကိုခင်ရတဲ့ကိုချစ်ရတဲ့မမနဲ့အတူတူစုံပြီးရိုက်ရတယ်ပြီးတော့မမရဲ့ခံဘက်ပြန်လာတဲ့ series ဖြစ်တဲ့အတွက်ကြောင့်မလို့ပရိသတ်စိတ်ဝင်စားမှုနှောင်းကအရင်များတယ်ပေါ့နော်ဒါပေမဲ့စကားလာလို့ရှိရင်လေတကယ်ပရိသတ်တွေအကြိုက်တွေ့မယ်ဆိုတော့လာတို့ဒီတော်တော်လေးစူးစမ်းထားပါတယ်ဟုတ်ဟိုလာလည်းအရင်စူးစမ်းထားပါတယ်လို့